ခါတုန်းကရွာတရွာမှာတอมဆိုရိတ်ကောင်လေးတယောက်ဟာသူ့ဖွားနဲ့သူနေထိုင်ပါတယ်။သူတို့မိဖွားဟာသူ့ကောင်ရင်30လောက်ရှိတဲ့သူ့အုပ်တော်ကိုပိုင်ဆိုင်ကြတယ်။အဖွားဖြစ်သူကမနဲ့ဆိုရင်သူ့တွေကိုစကြက်ရှိရာမျက်ခင်းနဲ့ခေါ်သွားပြီးတော့ထိန်ချောင်းပါတယ်။ညနေဆောင်လို့သူ့တွေစားဝါတဲ့အခါပြန်ခေါ်လာပြီးတော့သူ့တွေကိုချက်နဲ့ထည့်ပြီးတင်စီရတယ်။ အစာဘဝလင်းလင်းစားရတဲ့သူတွေဟာဝှက်ဖီးနေကြတယ်။သူငယ်လေးတွေလည်းမွေးဖွားလာကြပြီးတဖြည်းဖြည်းခြံထဲမှာသူ့ကောင်းကြီးလည်းတူပွားလာတယ်။ဒီလိုနဲ့တော်လေးနဲ့သူ့ဖွားတို့ဟာသူတွေကိုမွေးမြူရောင်းချပြီးအတမွေဝန်ညောင်ပြုကြတယ်။မနက်ခင်းအဖွားဖြစ်သူသူ့ကြောင့်ထွက်သွားရင်တော်မှာရွာထဲကကလေးတွေနဲ့သွားပြီးဆောက်ကစားနေတတ်တယ်။ သူကအစာနောက်တန်းတဲ့ကလေးတယောက်ပဲဖြစ်တယ်။သူထက်ငယ်တဲ့ကလေးတွေကိုမကြာခဏစာနောက်ဆိုကစားရတာကိုတော်မှသိတဲ့ပေါ်ကြတယ်။ဒီလိုနဲ့တော်မြတ်အဖွာတစ်ပြေးပြေးအသက်ကြီးလာပြီးတော်လည်းတစ်ပြေးပြေးအရွယ်ရောက်လာခဲ့တယ်။တော်မြတ်အဖွာဟာအသက်ကြီးလာတော့သူ့ချောင်းနဲ့လက်ကိုမလုံနိုင်တော့ဘူး။ဒါနဲ့အဖွာကတော်မသားကြီး အဖွားလည်းအသက်ကြီးလို့အဝေးကြီးလက်မလျှောက်နိုင်တဲ့အတွက်သူ့တွေမချောင်းနိုင်တော့ဘူး။ဒါလည်းအရွယ်ရောက်ပြီမို့နောက်နေ့တွေမှာဒါကိုယ်တိုင်ပဲသူ့တွေကိုစကြက်တဲ့တော့ကြောင်းကြီးရောလို့ပြောလိုက်တယ်။ဆက်ပြီးတော့အဖွားကတခုတော့တတိထံကမြေစကြက်မြခင်ရဲ့အလုံးမှာဝင်းပလီတအုပ်ရှိတယ်။သူတို့အနာကိုတော့သူ့တွေကိုမသွားစေနဲ့။သူ့တွေဝင်းပလီသာဖြစ်သွားရင်အဖွားတို့မြေဖွား စားတော့စရာမရှိပဲနေလိမ့်မယ်လို့မှာရလိုက်တယ်။ဒီလိုနဲ့တော်မှာနောက်နေ့မနေ့မှာသူ့ကြောင့်မို့နင်းနံကိုကိုင်းပြီးသူ့တအုံနဲ့သူ့ဆက်ချက်မျက်ခင်းမျက်ရှိအကိုထွက်လာခဲ့တယ်။အရင်ကတော့ရွာထဲကကလေးတွေကိုစားနောက်ပြီးကလေးတွေကိုသွားရင်ပြောတတ်တဲ့တော်မှာအခုတော့တော်ထဲမှာသူ့အုပ်တုံးနဲ့နေရတာကိုညီငွေလာတယ်။သူဟာပြင်းပြင်းရှိရာနဲ့ သူ့အုပ်နောက်နာကိုအခြေခံလုံးလုံးနဲ့ကတ်သွားပြီးဝင်ပလူအော်ဒါမျိုးနဲ့ကျယ်ကြီးအော်လိုက်ပါတယ်။ဒါပေမဲ့သူတွေကတကယ်ဝင်ပလူမဟုတ်တော့တော်မမကြောက်ကြပါဘူး။တော်မလဲသူစားတာအရာမရောက်တော့ပြင်းပြီးတပင်းရိမ်မှအိပ်ပျော်သွားတယ်။ဒီလိုနဲ့တနေပြီးတနေ့သူထွက်ကြောင်းရတာကြာလာတော့တော်မအတော်လေးပြင်းလာပါတယ်။တရက်တော့တော်မှာ ရွာကလူတွေကိုစားနောက်ဖို့အကြံတစ်ခုရတယ်။သူเจ้าနေရာကနေတော်မှာလေယာဉ်လုပ်ငန်းကိုဝင်နေတဲ့ရွာသားတွေရှိရာကိုပြေးသွားပြီးတော့ပါဇက်ကလည်းဝင်ပလေတွေဝင်ပလေတွေလာနေပြီးခဲကြပါပြို့လို့ဩဟိတတဲ့။ဒါကိုကြားတဲ့ရွာသားတွေလည်းလှုပ်လှဆအလုပ်တွေဖြစ်ကဒုတ်တီဓာရီဆွဲပြီးတော်မူကူညီဖို့ပြေးလာကြတယ်။တိုးရီရှိတဲ့နေရာရောက်တော့ဝင်ပလေတကားမှမတွေ့ရရဘူး။ ရွာသားတွေကတော့ကိုကောင်းလေးဘယ်မှာလဲဝင်ပလီတွေလို့မေးတဲ့အခါတော့မှကျွန်တော်ဝင်ပလီတွေတွေ့လို့ရွာဘက်အမြန်ပြေးလာတာဦးလေးတို့လာတာနောက်ကျလို့တော်ရဲပြန်ဝင်သွားကြပြီထင်တယ်လို့ပြန်ပြောလိုက်တယ်ရွာသားတွေလည်းအေးငါတို့လည်းအလုပ်ဖြစ်ပြီးအမြန်ပြေးလာတာနောက်ဆိုသူတွေကိုသိပ်ဝေးမသွားစေနဲ့လို့မှပြီးရွာဘက်ပြန်ထွက်သွားကြတယ် တော်မှာသူနောက်တာခံလိုက်ရတဲ့ရွာသားတွေကြောပြင်းကိုကြည်ပြီးစိတ်တဘောကျနေပါတော့တယ်။ရန်နေငယ်ကြတော့တော်မှာရွာသားတွေကိုထက်ဆာချင်လာပြန်တယ်။တောင်က သူ့တို့ကောင်ကိုခြုံမိုးတစ်ခုထဲမှာຫນွယ်ရိုးတွေနဲ့ခြိထားလိုက်တယ်။ပြီးတော့ပထမတစ်ခေါက်ကလိုပဲရွာသားတွေအလုံးလုံးနေတဲ့နေရာကိုပြေးလာပြီးဝင်းပလေကြီးဝင်းပလေကြီးပြိုးခြုံမိုးထဲမှာ တို့တွေကိုစားဖို့ချောင်းနေတယ်ကဲကြပါပြို့လို့ဩပြန်တယ်။ရွာသားတွေလည်းဒုတ်တွေထားပြီးဆွဲပြီးအပြေးလာကြတော့ချုံမုံထဲမှာလှုပ်နေတဲ့ဒရိစံတစ်ကောင်ရှိတာတွေ့သွားကြတယ်။ရွာသားတွေလည်းဒုတ်တွေထားပြီးအတင်းနဲ့အနီးကပ်သွားပြီးကြီးလိုက်တဲ့အခါတို့တကောင်ဖြစ်နေတာတွေ့သွားကြတယ်။တော်မူမီတော့အာဒီတို့ချုံမုံထဲရှောက်စော့ပြီးຫນွေတွေနဲ့ညှိနေတာပါလား။ ကျွန်တော်ကဝင်ပလီမှတ်လို့ဆိုပြီးပြန်ပြောကြတယ်။ရွာသားတွေကတော့မသိမယုံကြည်ကြတော့ဘူး။ကောင်းလေးမင်းနောက်တစ်ခါဝင်ပလီမဟုတ်ပဲရှောက်မပြောနဲ့။ငါတို့လုံပြတ်တယ်လို့ပြောပြီးရွာဘက်ကိုပြန်သွားကြတယ်။တော်မလဲအလိန်ခံလိုက်ရတဲ့ရွာသားတွေရဲ့မျက်နှာကိုမြင်ရအောင်ပြီးခွတ်ထူးခွတ်လန်ရဲမောပြီးကြံခဲ့ပါတော့တယ်။ဒီလိုနဲ့ရဲ့အနေငယ်ကြတဲ့အခါမှာ တောင်သူကြောင်းနေတဲ့နေရာကို ဝင်းပလီတအုပ်ဟာအစာရှာဖို့ရောက်လာကြတယ်။တောင်လဲအဆွဲဖူးဖူးနဲ့ဝင်းပလီတွေကိုတွေးတော့ကြောက်လန့်ပြီးရွာဘက်ကိုသုတ်ချေတင်ပြေးပါလေရော။ရွာသားတွေကိုဝင်းပလီတွေအများကြီးပဲသူတွေကိုဖမ်းဆားနေကြပြီးခဲကြပါအောင်ဆိုပြီးအကူအညီတောင်းပါတယ်။ဒါပေမဲ့လိန်ညာစားနောက်ညီချတော်မူရွာသားတွေကမယုံကြည်ကြတော့ပါဘူး။ကောင်းလေး ါတို့လှုပ်ပြတဲ့လာနောက်အနေနဲ့သွားစမ်းဆိုပြီးမောင်းထုံလိုက်ကြတယ်။တောင်လည်းအကူအညီမရတဲ့အဆုံးသူ့သူတွေရှိရအောင်ကြောက်ကြောက်နဲ့ပြန်လာခဲ့ရတယ်။ဒါပေမဲ့သူ့သူတွေကိုတော့မတွေ့ရတော့ပါဘူး။ဝင်ပလီတွေကိုက်ရှိသွားကြလို့ချန်ခဲ့တဲ့သူတွေနဲ့သူတွေရဲ့အမွေးအမြစ်တွေပဲတွေ့ရပါတော့တယ်။